မင်္ဂလာပါခင်ဗျာယခုချိန်ကစပြီး2025ခုနှစ်ဇွန်လ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးမှာပါပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီလက်အောက်ခံ ZRA တပ်ဖွဲ့ကစခန်းတစ်ခုကို CDF ပူးပေါင်းတပ်တွေတိုက်ပိုက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းကစက်ကောင်စီလက်အောက်ခံဇုံမီတဇက်ရေတပ်ဖွဲ့ရဲ့တပ်စခန်းတစ်ခုကိုချင်းဒေသကာကွယ်ရေးတပ် CDF တွန်းဆန်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ရမှာလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ်ဒွန်ဆန်မြို့နယ်မာကွေရွာအနီးကဇက်အာရီတပ်ဖွဲ့ရဲ့စစ်စခန်းကို CDF ဒွန်ဆန်နဲ့ပူးပေါင်းတပ်ဖွဲ့ကဇွန်လ9ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ရာဇက်အာရီတပ်ဖွဲ့ဝင်2ဦးရဲ့အလောင်းကို တွေ့ချိခဲ့ပြီးတနက်၄လက်ဒရုန်း20စိုက်ကယ်9စီးကားတစ်စီးနဲ့ KN မျိုးစုံတင်စီရရှိခဲ့တယ်လို့ဆိုပါတယ် ဇက်အာရေးတပ်ဖွဲ့ဟာမြန်မာအိန္ဒိယနယ်စပ်ဒေသတွေမှာလှုပ်ရှားနေပြီးစစ်ကောင်စီကလက်နက်တပ်ဆင်ပေးတာအပအဝင်စစ်ကောင်စီနဲ့စီးရေးမှာပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လိုင်းရေးတပ်တွေကအတိပေးထုတ်ပြန်ထားပါတယ်။တုံးဆန်မြို့နယ်ကိုချင်းဒေသကာကွယ်ရေးတပ်တွေက2024ခုနှစ်မေလ23ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ထံကနေတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ဇက်အာရေးတပ်ဖွဲ့တွေဟာတွန်းဆံမျိုးကိုပြန်လည်ရရှိဖို့ CDF တုံချမ်းနဲ့ချစ်လန်းကောင်စီတပ်ဖွဲ့ကိုမကြာခဏလာရောက်တိုက်ခိုက်လို့ရှိတယ်လို့ဒေတာသွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ပြီးခဲ့တဲ့ April လဆန်းပိုင်းလုံးကလည်းတွန်းဆံမျိုးကိုဇက်အာရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ခဲ့တာရှိပြီးအထိနာသွားတဲ့ဇက်အာရေးတပ်ဖွဲ့ဟာတပ်ပြန်ဆုတ်ချိန်မှာဇုံမျိုးနွယ်စုနေထိုင်တဲ့နတ်ဆန်ရွာနဲ့ဘွေမွေရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ဒေတာတွင်သတင်းတွေနဲ့အမှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာဆလပီပလဲမြုံနယ်တွင်စကန်းသိန်းတိုက်ပွဲများဆင်နွှဲနေပြီးခြေရွာ20ခန်းမှာပြည်သူ1000ကျော်စစ်ပေးရှောင်နေကြတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြုံနယ်တွင်စကန်းသိန်းတိုက်ပွဲများဆင်နွှဲနေပြီးခြေရွာ20ခန်းမှာပြည်သူ1000ကျော်စစ်ပေးရှောင်နေကြတယ်လို့ပလဲမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ပလဲမြုံနယ်အတွင်းကန်တော့စကန်းနဲ့ ဇီးပြူကုံပြူစကန်းတို့အားစကန်းဒိတ်တိုက်ပွဲများဖော်ဆောင်နေပြီး PLA အပါအဝင်မဟာမိတ်များနဲ့ပေါင်းကကန်တောက်စစ်ကောင်စီစကန်းအားဇွန်လ၂ရက်နေ့မှစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ် MOD တိုင်ရင်းတပ်ဖွဲ့များပကဖတပ်ဖွဲ့များမှဇီးပြူကုံပြူစခန်းအားဇွန်လ10ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်အချိန်တွင်ဇီးပြူကုံပြူစခန်းအနီးရဲဘော်များအား Jet Fighter နှစ်စီးဖြင့်ဘုံလာကျဲစဉ် MOD တိုင်ရင်းတပ်ဖွဲ့များပတ်မှာရော PLA ရဲဘော်များဘက်ကပါ .5 စစ်တပ်နှင့်ကြီးများဖြင့်နှစ်နေရာခွဲပစ်ခတ်ခဲ့ရာ ဒုတိယ jet fighter အားထိမှန်ပြီးဇီးပြူခုံကြီးရွာအရှိတောင်မှတ်သုံးမှန်ကန်အကွာကြီးရွာရှိဘုံကြီးကျောင်းထဲသို့ပြတ်ကျသွားခဲ့တယ်လို့ဖော်ပြပါတယ်။ရန်သူစစ်ကောင်စီဘက်မှတုံ့ပန်းများအလောင်းများလက်နက်များလည်းရရှိထားပြီးစခန်းသိမ်းတိုက်ပွဲများအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ Y12 jet fighter ပါရာမော်တာများဖြင့်ဘုံအလုံးကြီး900ကျော်ဖြင့်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲများကြောင့်ဒေသခံကြေးရွာ20ခန်းမှပြည်သူ1000ကျော်စစ်ပေးရှောင်နေကြရကတိုက်ပွဲများဆက်လက်အချိန်မြင့်နိုင်သောကြောင့်ပြည်သူများဘေးကင်းရာသို့တိမ်းရှောင်နေကြဖို့ရလဲမြစ်တာရက်ခံထားပါれခင်ဗျာဆက်လက်ပြီးဖားကန်ကရက်သားပိုင်ဆက်ရန်နေရာတွေကိုအချမ်းပတ်စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့င်းအားတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကံမြို့နယ်ထဲကိုရောက်ရှိနေတဲ့အကြမ်းဖက်ဆုပ်အုပ်စုဟာကြောင်စိမ်းလုပ်ွက်တွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေရာမနေ့ဇွန်လ10ရက်နေ့မနေ့လယ်ပိုင်းကလည်းမှောင်စီစာကျေးရွာမှာရှိတဲ့ကြောင်စိမ်းလုပ်ွက်တစ်ခုကဆက်ရန်နေရာတွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်ဖားကံမော်စီစာမှာရှိတဲ့ကြောင်စိမ်းလုပ်ခွက်တစ်ခုကဆက်ရန်နေရာတွေကိုစစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းတစ်ခုလူမှုကွန်ရက်ပေါ်ပြန့်နှံ့နေရတဲ့ပတ်သက်လို့အခုလိုပြောဆိုထားတာဖြစ်ပါတယ် ကာမိုင်းလုံခင်ဖားကန်လန်အတိုင်းဧပြီလ23ရက်နေ့ကဝင်လာတဲ့စစ်တပ်စစ်ကြောင်းဟာမေလ29ရက်နေ့မှာဖားကန်ဒီတာကိုရောက်ချီလာပြီးကြောင်စိန်လောက်ကတ်အချို့ကိုမီးချိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီးစစ်အုပ်စုဘက်က18ဦးထပ်မင်းနဲ့တိုက်ဆုံသွားတယ်လို့စစ်ရေးသတင်းတွေကဆိုပါတယ်။ လက်ရှိအချိန်မှာဒေတာတွင်းစည်ရေးအခြေအနေတင်းမာနေတာကြောင့်အရက်သားပြည်သူတွေအနေနဲ့ည9နာရီကနေမနက်4နာရီအတွင်းအပြင်မထွက်ဖို့နဲ့စစ်တပ်စစ်ကြောင်းတွေအနေရဲ့ကိုသတိပြုချဖို့ KIA KPDF ပူးပေါင်းတပ်ဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီးဖဲခုံနဲ့ညောင်ရွှေမြို့နယ်အဆက်ကဖဲခုံအင်းအခြေချမ်းမှာတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေရှိခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်ပါစီ PNO PND ပြည်သူ့စစ်တွေပါတဲ့ပူးပေါင်းအဖွဲ့ဟာဖဲခုံနဲ့ညောင်ရွှေမြို့နယ်အဆက်ကဖဲခုံအင်းအရှိချမ်းကိုအင်းအားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ဒိဆုံးမှုတွေရှိနေတယ်လို့ရှမ်းတောင်စစ်ဒေသပြည်ဟွာစလေးတရင်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်ဇွန်လအတွင်းဖဲခုံမြို့နယ်အဆက်တိုက်ပွဲတွေနဲ့စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ပတ်သက်လို့အခုလိုအသိပေးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်ပါစီတပ်ဖွဲ့ဖြစ်တဲ့ PNO, PNA, ပြည်သူ့စစ်တို့ဖဲခုံအင်းအရှိချမ်းကဒေါ်လာရင်အင်အားစုတွေ ထိန်းချုပ်ရာညောင်ရွှေမြို့နယ်ရေဘူးကြီးပါကိုအင်အားအလုံးကြီးနဲ့ဇွန်လ၂ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွေဟာလက်ရှိအချိန်ထိဖြစ်နေပြီးတပတ်တာကာလအတွင်းနှစ်ဖက်တပ်တွေထိခိုက်ကြဆုံးမှုတွေရှိခဲ့ရမှာအကြမ်းဖက် PNO, PNA ပြည်သူ့စစ်ဘက်က၅ဦးထပ်မံနေတိုက်ဆုံးတာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတဲ့ရှမ်းတောင်ဂရင်းနီနယ်စပ်ဒေသကုန်းတာကျေးရွာမှာလည်းကင်းရင်ဒီအမျိုးသားများကာကွယ်ရေးတပ်နဲ့ဖဲခုံ PDF 100စစ်တပ်ရင်းတို့စစ်ရေးလှုပ်ရှားတာတွေရှိနေတဲ့အတွက်ဖဲခုံမြို့နယ်တဝမ်းမှာစစ်ရေးအခြေအနေတွေတင်းမာလာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ အခုလိုတိုက်ပွဲတွေနဲ့စစ်ရေးအခြေအနေတင်းမာနေတဲ့ကာလမှာစစ်ကောင်စီတပ်ကအများပြည်သူနေထိုင်ရာဖဲခုံမြို့နယ်အတွင်းကခြေရွာတွေကိုဥတီပြီးလေကြောင်းတိုက်ခတ်မှုတွေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတာတွေကြောင့်အရက်သားပြည်သူ၃ဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ၆ဦးအထိရှိခဲ့ကအများစုဟာကလေးငယ်နဲ့အမျိုးသမီးငယ်တွေဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် အကြံပတ်စစ်ကောင်စီလက်အောက် PNO PNA ပြည်သူ့စစ်တွေရဲ့ဥဆောင်လမ်းပြမှုနဲ့စစ်ကြောင်းထိုးနေတဲ့အကြံပတ်စစ်ကောင်စီပူပေါင်းစစ်ကြောင်းတွေဟာသူတို့ရောက်တဲ့ခြေရွာတွေကအရက်သားပြည်သူတွေကို အတင်းအကျပ်စစ်မှုထမ်းစီခြင်းငွေကြေးအတင်းအဓမ္မတောင်းခံတာတွေပြုလုပ်နေတဲ့အပြင်မြင်းပန်းနှိပ်စက်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်တိုက်ပွဲဖြစ်နေရာအနည်းဝန်းကျင်မှာရှိတဲ့မိဘပြည်သူများအနေနဲ့ ာကွယ်ရေးတပ်တွေဘက်ကအတိပေးထုတ်ပြန်ထားတဲ့စစ်ရေးသတိအပေးချက်တွေကိုလိုက်နာဆောင်ရွက်ပေးကြဖို့ပြည်သူကာကွယ်ရေးတပ်မတော်ရှမ်းတောင်စစ်ဒေသဗျူဟာစလေတရင်ပြန်ကြားရေးအဖွဲ့ကညစ်တာရက်ခံထားပါတယ်ခင်ဗျာဆက်လက်ပြီးပေါကောင်းမြို့နယ်အတွင်းရွာစင်လှည့်မီးရှို့နေတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုမှာစစ်သား၁၀ဦးသေဆုံးပြီး၈ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့တဲ့တင်ဆက်ပေးပါမယ် ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်အတွင်းမှာရှိတဲ့ရွာတွေကိုရွာစဉ်လှည့်မီးရှို့နေတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်သား30ဦးသေဆုံးပြီး10ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF 3601တပ်ရင်းကပြောပါတယ်။ပောက်ခေါင်းမြို့နယ်ထဲကတိုက်ချောင်းရွာ၊ကွမ်းအောင်စုရွာ၊အိုက်ဆောက်ရွာ၊မြင်းဒီကုန်းရွာ၊တပန်းကန်းရွာ၊တလမဲရွာ၊မယိုးကျွန်းရွာ၊ပြန်ချီတက်ရွာစတဲ့ရွာတွေကို ရွာစင်လှည့်မီးရှို့ပြီးပေါင်းတယ်မျိုးနဲ့အပိုင်းညောင်ပင်ရွာကထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကဇွန်လ3ရက်နေ့မှာရှားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေကြောင့်ပြည်သူကာကွယ်ရေးရဲဘော်တို့မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာနေ့လယ်3နာရီကျော် အချိန်မှာတောင်ငူလီတပ်ကတက်လာတဲ့ Jet Fighter 20နဲ့ ဘုံသီး၆လုံးချတိုက်ခိုက်ခဲ့တယ်လို့ညနေ9နာရီအချိန်မှာလဲပြည်မျိုးဘက်ကတက်လာတဲ့စစ်တပ်လေးဒီနှစင်းကလည်းဘုံသီး၄လုံးကျဲချတိုက်ခိုက်ခဲ့တာရှိပေမဲ့ပြည်သူကာကွယ်ရေးဘော်တွေအတိုက်ခိုက်မရှိဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမဲ့တိုက်ပွဲပြီးချိန်မှာစစ်ကောင်စီတပ်ဘက်ကအသုံးပြုတဲ့60မမကွန်မန်ဒိုစိန်ပြောင်း၂လက် MA1 ၂လက် MA3 6လက်လက်ပစ်ဗုံး၂လုံးကြီပေါက်၃ခု MA1 ကြီပေါက်၅ခု MA3G ပေါင်းတစ်ခု 5.56G 56တောင်း 7.62G 16တောင်း Icon တလုံး WY စိတ်ကြွစေ150ပြားနဲ့စစ်အုံဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးပါတယ်ရောင်စင်လက်မိရှုံနေတဲ့စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှစ်စစ်စင်ရေးနယ်မြေပြူဟာ27လက်အောက်ခံ36တုံညာတက်ရင်36နှစ်တိုင်ရင်ယုံတက်ခွဲ3တက်ခွဲ4ပြည်ခိုင်ပခဖပေါက်ခေါင်းပခဖနဲ့ တရင်383တဲ့တရင်တက်ခွဲ3နက်စစ်တီအဖွဲတက်ခွဲ6အေယာညီနောက်အဖွဲတို့ပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြုံတုံးမြို့နယ်ပိုင်ရဲခြေွာကိုစစ်တပ်ကပုံကျဲရမှာနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster ဘုံအသုံးပြုခဲ့တယ်လို့ KNU ဒူပလာယာ KN ကထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မူလာတန်းအရွယ်ကလေးငယ်၃ဦးအပါအဝင်အရက်သားပြည်သူ၅ဦးသေဆုံးစေခဲ့တဲ့ကြုံတိုးမြို့နယ်ပိုင်းရက်ကြီးဝါကနေအိမ်စာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲရမှာနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster ဘုံအမျိုးအစားကိုစစ်ကောင်စီကအသုံးပြုခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလရခိုင်ကထုတ်ပြန်ထားပါတယ်။ ဇွန်လ9ရက်နေ့မုံလွဲ့တနာရီ45မိနစ်အချိန်မှာစစ်ကောင်စီတပ်ကဂျုံတိုးမြို့နယ်ပိုင်းရဲကျေးရွာကိုနေပြည်တော်မှာရှိတဲ့လေတပ်တိုက်တရင်ကဘုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းကအိမ်တွေမှာပညာသင်ယူနေကြတဲ့အသက်6နှစ်နဲ့အသက်7နှစ်အရွယ်မိန်းကလေးငယ်တို့အသက်9နှစ်အရွယ်ကလေးငယ်တို့အသက်40အရွယ်ကျောင်းဆရာမတို့နဲ့အသက်65နှစ်အရွယ်အမျိုးသားတို့သေဆုံးခဲ့တဲ့အပြင် ကျောင်းသားကျောင်းသူ18ဦးအပါအဝင်22ဦးဒဏ်ရာရရှိကာအိမ်ဆယ်လုံးနဲ့ဘုံကြီးကျောင်းဆောင်တဆောင်ထိမှန်ပျက်စီးခဲ့တယ်လို့အသိပေးထားပါဗျ။တိတ်ဆုံးသွားတဲ့ကလေးငယ်တွေနဲ့ဒဏ်ရာရသွားတဲ့ကလေးငယ်တွေဟာ grade 1နဲ့ grade 2မှာပညာသင်ကြားနေတဲ့မူလတန်းကျောင်းသားကျောင်းသူတွေဖြစ်ပြီးမိဘတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ကြနေကြတဲ့အတွက်အဖိုးအဖွားတွေဆွေမျိုးတွေနဲ့နေထိုင်ကြသူတွေလို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာအပြစ်မဲ့ပြည်သူတွေကိုရန်သူတပွဲပြစ်မှတ်ထားပြီးစစ်ရေးပြစ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အအုံတွေပြည်သူစေယုံစေကန်းတွေစာတင်ကြောင်းနဲ့အပြစ်မဲ့ရဲသားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိလိုက်လံပုံကျဲတပ်ဖြတ်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်ခင်ဗျာယခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ကရင်နီပြည်လိုက်ကောမြို့အနီးမှာစစ်ကောင်စီစစ်ကြောင်းကိုဒေါ်လန်ရင်းတက်များပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်များဆုံးရှုံးထိခိုက်၍လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကရင်နီပြည်လိုက်ကောမြို့အနီးမှာစစ်ကောင်စီစစ်ကြောင်းကိုဒေါ်လန်ရင်းတက်များပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်များဆုံးရှုံးထိခိုက်၍လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပါတယ်။ဇွန်လ17ရက်နေ့စီရေးတဲ့တင်ကို Greeny ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA ကအတည်ပြုဖော်ပြပါဗျာ ဇွန်လ9ရက်နေ့ကရင်ပြည်လွိုက်ကော်မြို့အနီးမှာစစ်ကောင်စီစစ်ကြောင်းကိုကာလာလာတာဗျူဟာနဲ့အမှတ်6လေးနှစ်နဲ့တိုင်ရင် KNDF ဗျူဟာနှစ်တို့အပြင်ဂရနီတပေါင်းစုတို့ပိတ်ဆို့တိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။သိမ်းဆည်းလက်နက်များနဲ့အတူရဲဘော်များကမှတ်တမ်းတပုံများထုတ်ပြန်ထားပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောင်ကိုခန့်နဲ့တာကီရောမှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။